ဟောအများကြီး energy တွေအများကြီးတွေ့ရတယ်ပေါ့နော်နောက်ပြီးတော့ဒီလုပ်ငန်းကိုဒါအမျိုးသမီးလူငယ်နှစ်ယောက်ကနေပြီးတော့မှထူထောင်ခဲ့တယ်လို့လည်းသိရတယ်ပေါ့နော်အဲဒီညီမလေးရဲ့ documentary လေးကိုကြည့်ရတာလည်းအင်အားတွေဖြစ်မိတယ်နောက်ပြီးတော့ကျွန်တော်ဆိုလို့ရှိရင်တကယ်တမ်းဆိုလို့ရှိရင်လေဟိုဘယ်လိုဖော်မလဲဆိုတော့ ်ငယ်တုန်းကဖြတ်တန်းခဲ့တဲ့အချိန်တွေရှိတယ်လို့အခက်ခဲတွေကိုကြော်လွားခဲ့ရတဲ့အချိန်တွေပေါ့နော်အဲ့လိုအချိန်တွေခဏတပြုတ်စိတ်ထဲမှာပြန်ပြီးတော့အမှတ်ရသွားစေတယ်ပေါ့ဆိုတော့ဘာဖြစ်ဖြစ်အဲဒီလိုမျိုးအမျိုးသမီးနှစ်ယောက်ဒီလိုမျိုးလုပ်ငန်းကြီးတစ်ခုကိုဒီ company တစ်ခုကိုပေါ့နော်ထူလက်ထူထောင်နိုင်တယ်ပြီးရင်အဲလူတွေရဲ့အကျိုးပေါ့နော်တကယ်တမ်းဆိုရင်ဘဝမှာဒီကျမ်းမာစွာရှင်သန်ဖို့ကအရေးကြီးဆုံးပဲပေါ့အဓိကကျတဲ့ဒီ main main point တစ်ခုကိုမှဒီလိုမျိုးလှုပ်ဆောင်နေတဲ့ အတွက်ကြောင့်မလို့လဲအဲဒါကုသိုလ်လေးရဝမ်းလဲဝါတဲ့အလုပ်တစ်ခုလို့လည်းမြင်နေပေါ့နော်အာကျွန်တော်ဆိုရင်လည်းအရင်တုန်းကဝိတ်ချခဲ့တယ်ဒါပေမဲ့နီးမမှန်တဲ့အခါကျတော့ဟိုလူကနေမကောင်းသလိုမျိုးကြီးပိန်သွားတာမျိုးရှိခဲ့ဘူးတယ်ပေါ့နော်အခုဒီ join နဲ့ join ဖြစ်တဲ့အချိန်မှာ तू ကဟိုခန္ဓာကိုယ် healthy ဖြစ်ပြီးတော့ပေါ့နော်ကျွန်တော်ကဟိုဟာပေါ့ဘယ်လိုခေါ်မလဲဆိုတော့ခန္ဓာကိုယ်ကပုံမှန်အတိုင်းချစ်ချစ်လေးလေးနဲ့ရှိသင့်ရှိတတ်တဲ့အာဟာရတွေရှိသင့်ရှိတတ်တဲ့ရှိသင့်ရှိတတ်တဲ့ပေါ့နော်ကျွန်တော်တို့ဒီ အဲဒီဟိုပါမာဆယ်တွေကိုလည်းဟိုပါတိဆောက်ပြီးသားဖြစ်နေတယ်ဆိုတော့လေဟိုဟိုပါဟိုလူကအရင်ပိန်သွားလိုက်တာဆိုတာမျိုးမဟုတ်ပဲねခြေကောင်းလာတယ်ဆိုတဲ့ဟာမျိုးလေးကိုခံစားရတယ်ပေါ့ဆိုတော့အခုအော်လက်ရှိမှာကျွန်တော်ဟိုပွဲတွေလည်းနည်းနည်းပါပါပိုတက်ဖြစ်လာတယ်နောက်ပြီးယုံကြည်မှုလည်းပိုရှိလာတယ်ပေါ့ ဓိကတော့ဒီနေ့ join နဲ့ပတ်သက်ပြီးတော့ဒီ top show လေးလည်းရှိတယ်ပေါ့နော်။နောက်ပြီးတော့ဒီ join ရဲ့ CEO ကိုမန္တလေးရဲ့မွေးနေ့ပေါ့။တခါလည်းပဲ happy birthday ပါညမလေးဟုတ်။ဟုတ်ပါ။အဲဆိုတော့အဲကျွန်တော်ကလည်း join နဲ့ဒီ mailbox လေးတွေကိုကိုစားနေတာလောက်လောက်ရှိပါရဲ့ပေါ့နော်။ဆိုတော့ပရိုလေးလည်းအဆင်ပြေတယ်။နောက်ပြီးတော့ဘယ်လို complex ဆိုတော့ဒီဒီပွဲလေးကိုလည်းဒါအဒီမှာအားရဆရာဝန်မကြီးပေါ့နော်အဓိကသူကူဆရာဝန်မကြီးဒါတာသူဝင်းမြင့်ရဲ့နောက်ပြီးတော့ ဒီဟာညီမလေးလက်ကြီးရဲ့နောက်ပြီးတော့ကျွန်တော်တို့ဒီကစ်ကစ်ရဲ့ပေါ့နော်အပဝင်ပြီးတော့ဒီ top show လေးမှာဆွေးနွေးရမယ်ဆိုဆိုတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကဒါအတက်တရောပေါ့ဒီပွဲလေးကိုတက်ရောက်ရခြင်းဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါအာဟိုပါပေါ့နော်ဒီဒီပွဲကိုမြန်လို့ကနေနေပြီးတော့မှစီစဉ်ပေးရပါတော့လေကျွန်မရဲ့တကယ်ချင်းကစီစ တော့ဒီပွဲအတွက်ကိုကိုနေတိုးပေါ့နော်ဖိတ်ထားတယ်ဆိုတော့အရင်ပြောသွားတာပေါ့နော်ကိုကိုနေတိုးလာတက်မှာလာပေါ့နော်ငါမွေးနေလို့ဆိုပြီးတော့အရင်ပြောတယ်အကိုကလည်းကျမအနေနဲ့အရင်လေးစားရတဲ့သူတယောက်ဖြစ်တယ်ပေါ့နော်ကိုရဲ့ career နဲ့ပတ်သက်ပြီးတော့လည်းအရင်ဟိုအလုပ်ချိုးစူးစမ်းပြီးတော့မှလူတွေ respect ရှိတဲ့လူလို့ကျမယူဆရပေါ့နော်အဲဆိုတော့အရင်ဟိုအကိုကိုလည်းအဲဒီဒီပွဲတက်ရောက်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်တယ်ပေါ့နော်ကဲအဒီပွဲကိုလောက်ရတဲ့ရည်ရွယ်ချက်ကတော့အဓိကတော့ ဒီ join နေနေပေါ့เนาะကျမတို့ဒီအခက်ခဲတွေအများကြီးပေါ့လေကြော်ဖြတ်လာတဲ့အချိန်မှာ celebrate လုပ်ဖို့အတွက်ပေါ့เนาะ join ကိုလည်းကျမအဲဒီ idea နဲ့လုပ်ခဲ့တဲ့ join ကိုဒီချိန်မှာ celebrate လုပ်ဖို့အတွက်ကိုကျမရဲ့တငယ်ချင်းမျိုးလုံးကနေပြီးတော့မှအစတော့ surprise လုပ်လို့ပေါ့ဒီပွဲကိုလေဒါမဲ့လည်းကျမကိုဒီဒီပေးတည်ပြီးတော့ပါပေါ့เนาะဒီပွဲကို season ဖြစ်ခဲ့တာဖြစ်ပါတယ်အော်အများကြီး energy တွေအများကြီးတွေ့ရတယ်ပေါ့เนาะနောက်ပြီးတော့ ဒီလုပ်ငန်းကိုဒါအမျိုးသမီးလူငယ်နှစ်ယောက်ကနေပြီးတော့မှထူထောင်ခဲ့တယ်လို့လည်းသိရတယ်ပေါ့နော်အဲဒီညီမလေးရဲ့ documentary လေးကိုကြည့်ရတာလည်းအင်အားတွေဖြစ်မိတယ်နောက်ပြီးတော့အကျွန်တော်ဆိုလို့ရှိရင်တကယ်တမ်းဆိုလို့ရှိရင်လေဟိုဘယ်လိုဖော်မလဲဆိုတော့ငွေတော့ကဖျက်ဆန်းခဲ့တဲ့အချိန်တွေရှိတယ်လို့အခက်ခဲတွေကိုကြော်လွားခဲ့ရတဲ့အချိန်တွေပေါ့နော်အဲ့လိုအချိန်တွေခဏတပြုတ်စိတ်ထဲမှာပြန်ပြီးတော့အမှတ်ရသွားစေတယ်ပေါ့ဆိုတော့ဘာဖြစ်ဖြစ်အဲဒီလိုမျိုးအမျိုးသမီးနှစ်ယောက်ဒီလိုမျိုးလုပ်ငန်းကြီးတစ်ခုကိုဒီ company တစ်ခုကိုပေါ့နော် လူလက်ထူထောင်နိုင်တယ်ပြီးရင်အဲလူတွေရဲ့အကျိုးပေါ့နော်တကယ်တမ်းဆိုရင်ဘဝမှာဒီကျမ်းမာစွာရှင်သန်ဖို့ဟာရည်ကြီးဆုံးပဲပေါ့အဓိကကြတဲ့ဒီ main main point တစ်ခုကိုမှဒီလိုမျိုးလှုပ်ဆောင်နေတဲ့အတွက်ကြောင့်မလို့လဲအဲဒါကုသိုလ်တွေရဝမ်းလဲဝါတဲ့အလုပ်တစ်ခုလို့လည်းမြင်နေပေါ့နော်အာကျွန်တော်ဆိုရင်လည်းအရင်တုန်းကဝိတ်ချခဲ့တယ်ဒါပေမဲ့နီးမမှန်တဲ့အခါကျတော့ဟိုလူကနေမကောင်းသလိုမျိုးကြီးပိန်သွားတာမျိုးရှိခဲ့ဘူးတယ်ပေါ့နော်အခုဒီ join နဲ့ join ဖြစ်တဲ့အချိန်မှာ तू က ဟိုခန္ဓာကိုယ် healthy ဖြစ်ပြီးတော့ပေါ့နော်ကျွန်တော်ကဟိုဟာပေါ့ဘယ်လိုခေါ်မလဲဆိုတော့ခန္ဓာကိုယ်ကပုံမှန်အတိုင်းချစ်ချစ်လေးလေးနဲ့ရှိသင့်ရှိတတ်တဲ့အာဟာရတွေရှိသင့်ရှိတတ်တဲ့ရှိသင့်ရှိတတ်တဲ့ပေါ့နော်ကျွန်တော်တို့ဒီအဲဒီဟိုဟာပေါ့ muscle တွေကိုလည်းဟိုဘာတိဆောက်ပြီးသားဖြစ်နေတယ်ဆိုတော့လေဟိုဟိုဟာပေါ့ဟိုလူကအရင်ပိန်သွားလိုက်တာဆိုတာမျိုးမဟုတ်ပဲねခြေကောင်းလာတယ်ဆိုတဲ့ဟာမျိုးလေးကိုခံစားရတယ်ပေါ့ဆိုတော့အခုအော်လက်ရှိမှာကျွန်တော်ဟို ပွဲတွေလည်းနည်းနည်းပါပါပိုတက်ဖြစ်လာတယ်။နောက်ပြီးယုံကြည်မှုလည်းပိုရှိလာတယ်ပေါ့နော်။အဲရုပ်ရှင်ရေးကူးတဲ့အချိန်မှာလည်းအရင်အရင်ထက်စားလို့ရှိရင်နည်းနည်းငယ်တဲ့ဇာတ်ရုပ်တွေကိုရိုက်ရဲလာတယ်ပေါ့။ကျွန်တော်အရှိမဟိုနှောင်တို့ပါတော့ရိုက်တုံးကတော့အော်ငါအဖေဇာတ်ရုပ်တွေပဲငါရိုက်ရတော့မလားမသိဘူးဆိုပြီးတော့ဖြစ်ခဲ့ဘူးတယ်ပေါ့။အမေဒီ join နဲ့ join လိုက်တဲ့အချိန်မှာအဲနည်းနည်းလူငယ်ဇာတ်ရုပ်လေးတွေကရိုက်ကြည့်ရုံးမယ်ဆိုတဲ့စိတ်မျိုးဖြစ်မိတယ်ပေါ့။ဒါကတော့ join နဲ့ join မိတဲ့အချိန်မှာရလိုက်တဲ့ အကျိုးအမြတ်ပေါ့နီကျွန်တော်ကဟိုကျွန်တော်ကအရင်ဝါတဲ့အထက်မှာမပါဘူးလို့ညီမတို့ကလည်းပြောတယ်ပေါ့နော်ဆိုတော့ခန္ဓာကိုယ်ကိုချစ်ချစ်လေးလေးနဲ့ဟိုကစစ်သွားတယ်ပေါ့နော်စစ်သွားပြီးတော့မှဟိုကိုယ့်ရဲ့အရက်နဲ့ကိုယ့်ရဲ့ weight ကိုပြန်ပြီးတော့ control လုပ်ထားနိုင်တဲ့ main boss တွေတော့ကျွန်တော်အခုစားနေရတယ်ပေါ့နော်ဆိုတော့အရသာလည်းရှိတယ်နောက်ပြီးတော့ဘယ်လိုခေါ်မလဲဆိုတော့လေဟိုစိတ်ဝင်စားစရာကောင်းတယ်ပေါ့အစာအာဟာရတွေစိတ်ဝင်စားစရာကောင်းတယ်အပြီးတော့ကယ်လိုရီကိုတွက်ထားတဲ့အတွက်ကြောင့်မလို့တနေ့ကုန်ဘာမှ စားเสียမလို့တော့မလို့တော့ဘူးပေါ့เนาะအဲသူကအကုန်လုံးအပြည့်စုံပါပြီးသားဖြစ်နေတာပေါ့ဟုတ်ကောတော်တော်လေးကိုရင်ဆက်သွားတာညနေဆိုတိတာတယ်ညနေဆိုတိတာတယ်ကျွန်တော်ကနည်းနည်းလေးဝါလာနဲ့ပါးတွေဖောင်းတဲ့အထဲမှာပါတော့လေဒီကတော့ကျမတို့စီကိုဘယ်သူပဲဖြစ်ဖြစ်ပေါ့နော်ဟိုအမှုပညာရှင်မရဲမဟုတ်ဘူးပေါ့နော်ဘယ်သူပဲဖြစ်ဖြစ် join နဲ့လာပြီးတော့မှ register လုပ်လိုက်တာပဲဖြစ်ဖြစ်တခုခုကျမတို့လက်ဆောင်ပေးတာပဲဖြစ်ဖြစ်ပေါ့နော်အဲ့ခါကျရင်ကျမတို့ဘက်ကနေ nutritionist ကပေါ့နော်ဒီအစားဒီအစားအရဆရာဝန်တွေကနေပြီးတော့မှ ဒီရဲ့ဒီလူကဘယ်လိုမျိုးဘာလို့အပ်လဲပေါ့နော်အဲ့ဒါကို analyze လုပ်ပြီးတော့မှသူ့အတွက် personalize လုပ်ထားတဲ့အဲဒီဒီ plan ကိုထုတ်ပေးတယ်။အဲဒီ nutritionist တွေကအဲဒီကနေမှတစ်ဆင့်ဒီမိဘောက်ဆိုလဲ chef တွေကိုဒီရဲ့ဟာကိုပြီးပြီးတော့မှ chef တွေကနေအဲ့အတိုင်းကိုချက်ပြုတ်ပြီးတော့မှ ပို့ပေးရပါတော့အဲ့လိုမျိုးပေါ့အဲကျွန်တော်တို့ကဘေးလိုက်ပဲမယ်လေကိုကိုရိုင်းကအားဆိုင်ထုံမှုမလုပ်လို့ရှင့်ရတော့ဝေးကြမှာမဟုတ်ဘူးအစီကြမှာမဟုတ်အဲ့ဒါတော့ကိုပွင့်လင်းလေးပြောတာပေါ့နော်ဆိုတော့ကိုနေတိုးတို့ဆိုလဲဘာပဲပြောတကယ်ဟိုဒီအတွက်ကိုကျွန်တော်တို့ကမီဘောက်ဆပ်ပေါ့လုပ်ပေးမယ်လေဒါဟိုတေချာလေးလိုက်ဖောလို့လုပ်တဲ့အတွက်ကြောင့်မလို့ဒါပြောင်းလဲမှုတစ်ခုရတာပေါ့နော် အဲ့ဒါဒီမွေးတွေမှာဟိုကျမ်းမာပြောရှင်တဲ့ဟိုပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းပေးပါတယ်။နောက်ပြီးတော့ဒီ join company တစ်ခုလုံးနဲ့အခုလိုမျိုးဟိုပေါ့နော်ကျမ်းမာပြောရှင်တဲ့လူတွေရဲ့ lifestyle တွေကိုအခုလိုမျိုးပြောင်းလဲပေးနိုင်တဲ့အတွက်ကြောင့်မလို့လည်းကုန်ယူပါရယ်။အမြင်နဲ့လည်းအောင်မြင်ပါစေလို့ဆုတောင်းပေးပါတယ်ခင်ဗျာ။ကျေးဇူးများရတယ်ပါတယ်။အခုလိုမျိုးညီမရဲ့မွေးနေ့ပွဲကိုပေါ့နော်တကယ်ကိုအချိန်ပေးပြီးတော့တက်ရောက်ပေးတဲ့အတွက်လည်းအကြောင်းဝမ်းသာရပါတယ်။ဆုစိတ်တင်ပါတယ်။